်အခုနောက်ပိုင်းစစ်ကောင်စီကအစစ်မြစ် drone တွေတုံးပြီးတော့တိုင်းဒေသလက်နက်ကိုင်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုထိုးစစ်ဆင်တိုက်ခိုက်တာတွေနဲ့စစ်ရေးတိုးချဲ့လာပါတယ်။ဒါကြောင့်တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးတာတွေရှိလာသလိုစခန်းတက်ရှုလက်လွတ်ရတာတွေလည်းရှိတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကစကိုင်းတိုင်း30မြို့နယ်စင်ငယ်ရွာကကာကွယ်တပ်ဖွဲ့ဝင်တွေကိုဒရုန်းတွေနဲ့ဘုံကျဲပြီးတော့မြေပြင်ကလည်းထိုးစစ်ဆင်ခဲ့တာကြောင့်တပ်ဖွဲ့ဝင်11ယောက်သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်မတ်လ6ရက်နေ့ကလည်းဖာကတ်မြို့ရှတူးစုရွာအနားမှာရှိတဲ့ KIA တပ်စခန်းတစ်ခုကိုလေယာဉ်နဲ့ရောဒရုန်းတွေနဲ့ပါတိုက်ပြီးမြေပြင်စစ်ကြောင်းထိုးတာကြောင့် KIA တပ်သား1ယောက်သေဆုံးပြီးတော့လက်နက်တချို့လည်းဆုံးရှုံးတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီတပ်တွေကအခု နောက်ပိုင်းနှိပညာမြင့် drone တွေဂျမားတွေအသုံးပြုလာတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘိုးမူကြီးနော်ဘူကပြောပါတယ်။စစ်တမ်းတမားတွေပြောတာတော့အဲထပ်တူးတဲ့ limit ကတော့ drone ပေါ့။အဲ့ဒီ drone ကတော့တကယ်ကျွန်တော်တို့ကကနဲ့တုံးလာတဲ့ဒီဘယ်နဲ့ဂျမားအလုပ်မရဘူးပေါ့။အဲ့လိုမျိုးတွေ။နောက်သူတို့တုံးတဲ့ဂျမားလည်းအင်တာမအင်အားကြီးတဲ့ဂျမားတွေ ဒါကတော့ကျွန်တော်တို့ရဲ့ drone တွေကဟိုအကောင်းကောင်းဖမ်းနိုင်တာပေါ့မကွေးတိုင်းမှာလည်းမက်လာဇမိုင်းကစပြီးစစ်ကောင်စီကစစ်တောင်းထိုးတဲ့အခါဆက်တက်လေဒီတွေနဲ့ drone တွေတုံးတာပုံများလာတယ်လို့ရေစကြိုဒေသခံတယောက်ကပြောပါတယ်။အဲဒီနေ့2024ခုနှစ်ကအခု2025ထဲမှာပုံများလာတယ်ဗျ။ဟုတ်တယ်ဟုတ်တယ်အခုတော့တုံးလာတာဒီလေးကြီးစကြောင်းတော့မှတော်တော်များများအင်အားကြီးကြီးတွေတုံးလာတာအပေါ်ဆက်တဲ့နေပြီးတုံးလာတဲ့ဒုံးဝဲတာတွေရောအဲ့လိုတုံးလာတာ စစ်ကောင်စီကနည်းပညာမြင့်လက်နက်တွေသုံးလာရင်တိုက်ပွဲတွေနိုင်ဖို့အတွက်အရှိန်ပိုကျလာနိုင်တယ်လို့ TNL ပြောခွင့်ရသူလွေရီဦးကပြောပါတယ်တကယ်လို့စိတ်ကောင်းစီဘက်ကစင်းမြင့်အထုံးတွေပို့ပြီးတော့မှတိုက်လာတယ်သူရဲ့သူရဲ့နေပညာကပို့ပြီးတော့မှမြင့်လာတယ်ဆိုရင်တော့စိတ်ကောင်းစီရဲ့တက်စကန်ကိုတိန်းတဲ့နေရာမှာပဲပြောပြောဒီစိတ်ကောင်းစီကိုထုစစ်စင်နဲ့မှပြောပြောအချိန်ကျန်ချာမှုကပို့ပြီးတော့မှကြာနိုင်ပါတယ်တစ်ဖက်မှာလည်းဒီအာ ထိခိုက်ကျဆုံးမှုကတော့နှစ်ဖက်မှာရှိလာနိုင်ပါတယ် DNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေအတွင်းဖေဖော်ဝါရီလတလအတွင်းစစ်ကောင်စီကလေးချောင်းတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ73ရောင်သေဆုံးပြီးတော့36ရောက်ဒဏ်ရာရခဲ့တယ်လို့မတ်လ10ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ Greenie ဒေသမှာလည်းစစ်ကောင်စီကနှီးပညာမြင့် drone တွေတုံးပြီးတော့တိုက်လာတဲ့အတွက်ထိခိုက်ကြဆုံးမှုတွေရှိတယ်လို့ KNP ဂျာကာလာစီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးကိုပညာက RFA ကိုပြောပါရတယ်။ စကားစစ်ဒရုန်းတွေကိုပေါ်ဒီတောင်းနိုင်နေပြီးတော့တချို့ဆင်းမြင်ဒရုန်းတွေတောင်းတောင်းတဲ့ကြောင့်မို့ကျွန်တော်တို့ဒီမှာခက်ခဲတော့ရှိပါတယ်အာအခြေခံကြကြဆောင်မော်ဒီဒရုန်းကြောင့်လည်းတော့များတာပေါ့နော်ကျွန်တော်တို့အာတိတိလာရတာရှိတော့ပေါ့နော်အခုအခြေအနေတွေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင်